စစ်ဘေးသင့်ဒေတာတွေကိုတွားရလူဒန်းဖို့အတွက်ပြည်မျိုးကပရာဟိတအဖွဲ့တွေစုပေါင်းပြီးတိတ်ဂိတာဖြောဖြေးပြီးတော့အလူငွေကောက်ခံနေကြပါတယ်ဒီသတင်းကိုတော့ဦးမင်းညိုကပေးပို့ထားပါတယ်ခင်ဗျာလက်ရှိစစ်ဖြစ်ပွားနေတဲ့ရှမ်းပြည်နယ်နဲ့ကချင်ပြည်နယ်တွေကစစ်ဘေးရှောင်ဒုက္ခသည်တွေအတွက်ပြည်မျိုးကလူမှုအသင်းအဖွဲ့၁၁ဖွဲ့နဲ့ဒေသခံပြည်သူတွေကစုပေါင်းပြီးလိုက်လံအလူငွေကောက်ခံနေကြတာပါ။ စပွဲတွေရက်ချင်တော့စိတ်ခဲ့တာနံပါတ်စလုံးကျူးသားပါဆိုရင်ကျွန်တော်နိုင်ငံဒီလိုစီစီကတကယ်ထုံလုံးသွားပါလားလူလူအလူခံရတာကြီးလည်းနောက်အစာဖြတ်မျိုးလူမခံကြတော့ပါဘူးအဲ့ဒီအလူခံပွဲကိုဒီဇင်ဘာလ17ရက်နေ့ကနေ18ရက်နေ့ထိဆက်လိုက်ပြုလုပ်မှာဖြစ်ပါတယ်ပကြီကတ်တွန်းဂီတဓာတ်ပုံအသင်းဘွဲ့တွင်နဲ့အတူမိုးမြတာနာယေကူညီမှုအသင်း CBRCG ပြည်နီးပညာတက္ကသိုလ်ကျောင်းသားများတက်ဘက်က88မျိုးဆက်ငင်းငယ်ရင်းနဲ့ပွင့်လင်းလူဖွဲ့စည်း ပြည်မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့တတိမီဒီယာအဖွဲ့စတဲ့အဖွဲ့တွေစုပေါင်းပြီးပြုလုပ်နေကြတာဖြစ်ပါတယ်အဓိကကတော့ကျွန်တော်တို့ကစစ်ပွဲတွေလုံးဝရပ်ဖို့ထိုးစစ်တွေလုံးဝရပ်ဖို့ဒါဟုတ်ပဲကျွန်တော်တို့အဓိကတိုင်းရင်းသားတွေရဲ့ဒီလက်ရှိခံစားနေရတဲ့ဒုက္ခတွေကိုအစိုးရကလည်းဒါကိုလူသားချင်းစာနာစိတ်နဲ့ထိုးစစ်တွေကိုချက်ချင်းရပ်ပါလို့ပြောချင်ပါတယ်ဟုတ်တယ်နိုင်ငံလုံးအပြစ်ခတ်ရစဲရေးဆိုပြီးတော့လောက်ကြပြီးတော့အခုဖြစ်နေပြဿနာကတော့အပြစ်ခတ်မရလက်မမထိုးတဲ့ နေရာကိုစစ်စစ်ချိုးတို့ဖြစ်နေတာနော်အဲ့လိုနဲ့ပဲစစ်ပွဲတွေပြန်ဖြစ်လာတာပေါ့အစ်စ်မန်တို့မိမိသက်တို့ကလည်းအဲ့တော့မနေနိုင်တဲ့လူတွေကဝိုင်းပြီးလုပေးရတာပေါ့အလူခံရတဲ့ငွေတွေကိုဒီဇင်ဘာလ16ရက်နေ့မှာစစ်ဘေးတင်ဒေသတွေကိုတွားရောက်လှူဒန်းတော်မှာဖြစ်ပါတယ်လက်တလုံးရှမ်းပြည်နယ်နဲ့ကချင်ပြည်နယ်တွေမှာစစ်ပွဲတွေဖြစ်ပွားခဲ့ပြီးစစ်ဘေးဆောင်ပြည်သူတွေကိုမိမိတို့နေအိမ်တွေကိုမပြောင်းနိုင်သေးတဲ့အခြေအနေဖြစ်နေတာပါကျွန်တော်မင်းညိုပါခင်ဗျာ